စီးပါကိုသစ်ပင်ဆိုင်တဲ့ကင်ညာသားများကဲဒီနေ့မှာတော့ကျွန်တော်တို့ကမ္ဘာကြီးမှာကြုံတွေ့နေရတဲ့ပြဿနာတစ်ခုကိုဘယ်လိုမျိုးထူးထူးခြားခြားဖြေရှင်းနေကြသလဲဆိုတာပြောပြပေးသွားမှာပဲဖြစ်ပါတယ်အလားကတော့အာဖရိကတိုင်းကင်ညာနိုင်ငံမှာဖြစ်ပွားနေတဲ့မိုးကောက်ရေရှားမှုနဲ့သဲကန္နာရဖြစ်ထွန်းလာတဲ့ပြဿနာပဲဖြစ်ပါရည်။ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းနေကြသလဲဆိုရင်တော့စီဘောလို့ခေါ်တဲ့အရာလေးတွေပဲပါဖြစ်ပါရည်။ ဒီစီဘောရီယာဆိုရင်တော့ဘောလုံးကစားဖို့လှုပ်ထားတာမဟုတ်ပါဘူးတစ်စိတ်လေးတွေကိုမိသွေးမုံနေနဲ့အုပ်ပြီးတော့လုံးထားတာပါသူတို့ရဲ့အတုံးပြူပုံကအရန်ကိုရိုးရှက်ပါတယ်ချောက်သွေးနေတဲ့မြေတွေပေါ်ကိုဒီဘောလုံးလေးတွေကိုပြစ်ချလိုက်ရုံပါပဲဒီနောက်မှာမိုးရွာလာတဲ့အခါမှာတော့ဘောလုံးလေးတွေကအေးပြောကြသွားပြီးအတွင်းထဲကတစ်စိတ်လေးတွေက အပင်ဖြစ်လာတာပါအဲလိုမျိုးအပင်လေးတွေအညောင်ထွက်လာပြီးတော့ကြီးထွားလာတဲ့အခါမှာအဲဒီနေရာမှာတက်တော့တက်တွေပြန်လဲဖြစ်ပေါ်လာပါတယ် တတော်တဲ့တွေရှိလာတော့တန်းနဲ့ချီတဲ့တရိတ်ဆန်တွေအတွက်နေထိုင်စရာနေရာတွေရရှိလာသလိုမျိုးပတ်ဝန်းကျင်ကလည်းကောင်းမွန်တဲ့တရားမှုတွေဖြစ်လာပါတယ်။ဒီနီလန်လေးဟာရေရှိမှာတဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့အတွက်အမှန်တကယ်ပဲထိရောက်တဲ့နီလန်တစ်ခုဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့လည်းဒီလိုမျိုးသဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့အတွက်ဒီနီလန်းလေးကိုစမ်းကြည့်ကြပါအောင်နော်။